ယနေ့ကမ္ဘာလောကကြီးကဘုရားသခင်ဟောပြောတော်စကားအတိုင်းပြည့်စုံလာပါပြီ။ဘုရားကိုစံကျင်တဲ့သူကတော့စံကျင်နေအောင်ပါပဲ။ဘုရားမင်းနဲ့အသက်ရှင်တဲ့သူတွေကလည်းရှင်နေအောင်ပါပဲ။တိုးတော့ဘုရားသခင်ရဲ့စကားတော်အတိုင်းဒီကမ္ဘာကြီးကပြည့်စုံတယ်လို့တမလွန်မှာလည်းဘုရားရဲ့စကားအတိုင်းပြည့်စုံမှာဖြစ်တယ်။အဲကြောင့်လူဘဝမှာအရေးကြီးတာကအသက်ဝိညာဉ်ဖြစ်တယ်။ ကျွန်တော်လောကကြီးထဲမှာလူကဧည့်သည်ဖြစ်တယ်။ပြီးရင်ဧည့်သည်ဆိုတာကအမြဲတမ်းနေလို့မရပြန်ရမှာ။တမလွန်ကိုကူးပြောင်းရမှာ။အဲတမလွန်မှာကျွန်တော်သွားရမယ့်နေရာအစိုးပေါ့နော်။ဂျာကာလမရဏတွေနိုင်ငံတွေတော့ရှိသေးတယ်။ဒါပေမဲ့အစိုးကိုကြည့်လိုက်တဲ့အခါမှာဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ကန့်နဲ့လောင်တော်ငရဲမိအိုင်ဖြစ်တယ်။ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ကန့်နဲ့လောင်တော်ငရဲမိအိုင်ဖြစ်တယ်။ဘုရားသခင်ကလူသားအလုံးကိုဘုရားနိုင်ငံတော်ထဲမှာဝင်စားဖို့လို့လို့ရှိတယ်။ ဘုရားသခင်ကကျွန်တော်တို့လူတွေနေထိုင်ဖို့အတွက်ဘုရားသခင်ကနိုင်ငံတော်တစ်ခုကိုပြင်ဆင်ပေးထားတယ်အဲ့ဒါဘုရားရဲ့နိုင်ငံတော်ဘုရားရဲ့သခင်ရဲ့နိုင်ငံတော်ကအပြည့်တူဆိုင်နဲ့ကင်းစင်တယ်ဟိုအိုချင်းနာချင်းနဲ့လည်းကင်းစင်တယ်အဲ့ဒီနိုင်ငံတော်ဘသူတွေဝင်စားရမလဲဆိုဖြောင့်မတ်တော်သူတွေတန့်ရှင်းတော်သူတွေပဲဝင်စားမယ်အပြည့်နဲ့ကင်းတဲ့သူတွေဝင်စားမယ်ဒါဆိုအပြည့်နဲ့ကင်းတဲ့သူတွေကဘသူတွေလဲဆိုရင်သခင်ယေရှုခရစ်တော်ဘုရားသခင်ကိုယုံကြည်လက်ခံတဲ့သူတွေသာလျှင်ဘုရားသခင်ရဲ့အပြည့်ပြည့်ခြင်းခံရပြီးတော့အပြည့်တူဆိုင်နဲ့ကင်းစင်ပြီးတော့နောက်ဆုံးတော့နေ့မှာ ်ရှီဆောင်ရာကာလလို့လည်းခေါ်တယ်ထမြောက်ရာကာလလို့ခေါ်တယ်အဲ့ထမြောက်ရာကာလမှာတိမ်လွန်သောသူတွေကလည်းရှင်ပြန်ထမြောက်ကြမယ်သူတို့ကခန္ဓာအသိရကြမယ်ဝိညာဉ်ကဝိညာဉ်လူကဝိညာဉ်ရှိတယ်ပြီးရင်ခန္ဓာအသိပြန်ရမယ်အသက်ရှင်ရဲ့ရှင်နေသောသူတွေကလည်းပုတ်တတဲ့ခန္ဓာတိတ်တတဲ့ခန္ဓာကနေမအိုမနာမပေနိုင်သောခန္ဓာတိတ်ခြင်းကိုအောင်မြင်သောခန္ဓာတန့်ရှင်းတဲ့ခန္ဓာပေါ့ပြောမယ်ဆိုရင်တန့်ရှင်းတဲ့ခန္ဓာအဲဒါလိုပဲပြောရမှာဖြောင့်မတ်တဲ့ခန္ဓာ နေ့လောကဓာတ်မှာရှိတဲ့မြေကြီးခန္ဓာကတော့အပြည့်နဲ့ဆိုင်တဲ့ခန္ဓာကြီးသူကသွေးသားတက်မဲ့ခြင်းတွေရှိတယ်ဒါပေမဲ့ရှင်ပြန်ထမြောက်ရာနေ့မှာယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေကသက်ရှင်တဲ့ခန္ဓာစုံလင်တဲ့ခန္ဓာကိုရပြီးတော့ဖရားနိုင်ငံတော်မှာအမွေခံဝင်စားမှာဖြစ်တယ်ထို့သူတို့သည်ပေခြင်းနဲ့အစဉ်ကင်းမယ်ငရဲသည်ထို့သူတို့နဲ့မသက်ဆိုင်တော့ဘူးချစ်တော်မိတ်ဆွေအဲ့တော့လူတိုင်းကိုဖရားသခင်ကခေါ်နေပါယနေ့လောကကြီးမှာလူတွေကတော့မြန်မာပြည်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံနေတွားကျင်ကြတဲ့အမေရိကတွားကျင်တခြားနိုင်ငံကိုတွားကျင်ကြတယ်။ဘာဖြစ်လို့လဲ အားလေးကောင်းလို့ပေါ့တခြားနိုင်ငံထင်တာပေါ့ဒါပေမဲ့နိုင်ငံသားတွေရောက်ပေမဲ့လည်းအဆင်ပြေတာမဟုတ်ပါဘူးသို့တော်ဖရားတကယ်နိုင်ငံတော်ကတော့တကယ်ကိုအယားအယားပြည့်စုံတဲ့နိုင်ငံဖြစ်ပါတယ်မိတ်ဆွေငရေကလွမြောက်ဖို့အတွက်မိတ်ဆွေအပြစ်လွတ်ဖို့အတွက်တခင်ယေရှုခရစ်တော်ကလှုပ်ဆောင်ပေးသွားပြီယုံကြည်လက်ခံတဲ့သူကအဲ့ဒီတခင်ယေရှုကကျွန်တော်တို့အတွက်လှုပ်ဆောင်ပေးပြီးအသေးခံဘုန်းကြီးမြတ်တော်နဲ့မှရှင်ပြယုံကြည်လက်ခံတဲ့သူကတသက်ရမယ်တတ်တာတမ်းမှာစိတ်နှလုံးပြောင်းလဲခြင်းရမယ်ဖရားကစိတ်သဘောတည်ပေးမယ်အပြစ်ကိုရွှင်ရှာတတ်တဲ့သဘောပေးမယ်ပြီးရင်ပြည့်ပြည့်ပေးမှာဖြစ်တယ်တတ်တာတမ်းဒါကလောကထဲမှာတတ်တည်ပေါ့နော် ပြီးရင်ဘုရားနိုင်ငံတော်ဝင်စားရတော့အခွင့်ကိုဘုရားသခင်ကပြင်ဆင်ပေးပါတယ်ထို့သူများသာလျှင်ငရဲကလွတ်မြောက်မှာဖြစ်တယ်တခြားနိလန်အပြင်လူဟာငရဲကနေမလွတ်မြောက်နိုင်ဘလောက်ပဲတရားတွေစူးစမ်းစူးစမ်းသခင်ယေရှုကိုယုံကြည်တဲ့အခါမှာဟိုတရားကိုလွင်ကျူးတာမဟုတ်သခင်ယေရှုကိုယုံကြည်တဲ့သူကတရားကိုအောင်သွားတယ်အပြစ်ကိုအောင်တယ်ကြောင့်မဆိုတရားအတိုင်းစံချိန်မိသွားတယ်ဘုရားကလှုပ်ပေးသွားတာဖြစ်တယ်ပြစ်ကိုအောင်သခင်ယေရှုကိုမယုံမဲနဲ့တရားပဲစူးစမ်းကြင်ကြင်ကောင်းပါတယ်ဒါပေမဲ့လူဟာ ဘလို့မှလူရဲ့အသွေးသားဖောက်ပြန်တဲ့အတွက်ကြောင့်လူရဲ့ဝိညာဉ်ကလည်းအပြစ်ရှိတဲ့အတွက်ကြောင့်ဘလို့မှတရားရဲ့စံချိန်တိုင်းလူကလိုက်နိုင်နိုင်မှာမဟုတ်ဘူးငရဲကိုပဲသွားရလိမ့်မယ်ဒါကြောင့်ဘုရားသခင်ကဂျေဇုတော်အပြင်သူရဲ့နိုင်ငံတော်ဝင်စားဖို့အတွက်ဖိတ်ခေါ်နေပါပြီနားရှိတော်သူမိသားကကြားပါစေဘုရားရဲ့မြတ်တာကိုနားလည်ခံစားရပါစေ